ဝလီသတင်းနဲ့ပတ်သက်ပြီးတော့21ရက်နေ့သတင်းရဟိုလူတွေကြောက်လန့်ပြေးလွှားဖြစ်ပြောင်းနေကြထိုင်ကြတာတွေ့တယ်ပေါ့နော်အဲဥစဉ်ဒုက္ခသည်စကံတော်တော်များများကိုရောက်ပါတယ်ဥစဉ်တို့မြန်မာပြည်ကြီးတွေကိုကဲခတ်ကြည့်လိုက်တဲ့အခါပါလေဟိုဒုက္ခရောက်နေတဲ့အချိန်ဖရာတရားပို့ပြီးလောက်ရမှာဟုတ်ဖရာတရားမလောက်ကြဘဲနဲ့အဲငူကြီးတွေထိုင်နေကြတာလို့ဟိုမိတ်ဖွဲ့ပြီးစကားပြောနေကြတာလို့ဟို ဖုံးပေါ်နေကြတာတို့ဟောအများကြီးတွေ့ရတယ်ပေါ့နော်။ဟောဖះတရားကိုဟိုအထည့်ပြီးလောက်ကြပါလို့ပြောကြတယ်ဗျာ။ဂရင်းဆိုင်ပြီးလောက်ကြပါလို့ပြောကြတယ်။အဲဒီလိုချိန်ဒီလိုအခါမျိုးမှာဖះတရားပဲအကူရပါလေ။အဖုံးကိုအကူလို့မပဲရတာနော်။အဲမိဘလည်းအကူလို့မရဘူး။ဆရာလည်းအကူလို့မရဘူး။သောရကိုလည်းအကုလို့မရဘူးကိုကိုလည်းအကုလို့မရဘူးဖရာတရားကိုပဲအကုရမှာ တော့ဖရာတရားကိုပို့လို့ပို့ဦးစင်းတိုက်တော့ပါတယ်ဗျာနော်ဖရာတရားလောက်ပဲဆိုလို့ရှိရင်တော့ဖရာတရားကဲမှာပါဗျာအခုလွတ်လာတဲ့တန်ဃာတော်တွေနဲ့ပြည်သူတွေကိုကြည်လတ်လို့ရှိရဲ့ဒုက္ခရောက်နေတဲ့အချိန်မှာဖရာတရားလုတ်တဲ့သူတွေပေါ့နော်ဟိုကရဏဂုံရွတ်တဲ့သူတို့အဲသမုတ်တွေရွတ်တဲ့သူတို့သဘောသသရွတ်တဲ့သူတို့ဒီပုဂ္ဂိုလ်တွေလွတ်မြောက်တာပြရတာပဲနော်အဲ့တော့ပြည်သူတွေကိုထူးမှကျင်တာကဒုက္ခရောက်မယ်လို့ တရေဆိုးတွေကြာရင်လည်းဖရာတရားကိုတိုးလို့ကြပါဒုက္ခရောက်နေတဲ့အချိန်မှာလည်းဖရာတရားတိုးလို့ကြပါဖရာတရားလည်းမိမိကိုဘယ်သူမှမကယ်နိုင်ဘူးဆိုတာလေဒါလေးပဲပြောချင်ပါတယ်ဗျာ